ပြီးတော့ကျွန်တော်ပြောသလိုပဲကစားသမားတွေကိုကျွန်တော်မယုံဘူးပေါ့နော်ကစားသမားတွေကိုမယုံ။ Okay ကျွန်တော်နီးပြောက်လည်းမယုံ။ပိုင်ရှင်တွေလည်းမယုံ။ကျွန်တော်ဘယ်သူဘယ်သူကိုယုံအောင် အားလုံးမင်္ဂလာပါဒိန်နေတမန် YouTube Channel နေပြီးအားလုံးကိုကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ Manchester United နဲ့ပတ်သက်ပြီးတော့ဒီနေ့29ရက်နောက်ဆုံးရထားတဲ့သတင်းတွေကိုကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဦးဆုံးကျွန်တော်ဒီ Athletic ရဲ့ David Austin ရဲ့ report ပါ David Austin ရဲ့ report မှာတော့ Manchester United ကလက်ရှိကျွန်တော်တို့ဒီဒီ Head of Senior Recruitment ဆိုတဲ့ position အတွက်ကို West Ham တို့ Chelsea တို့ Brighton တို့မှာအလုပ်လုပ်ခဲ့ပူးတဲ့ဒီကျွန်တော်တို့ဒီ Mike Macaulay ဆိုတဲ့သူကိုကျွန်တော်ခန့်အပ်လိုက်ပြီးဖြစ်ပါတယ်ဆိုတော့သူက ော်အသက်39နှစ်အရွယ်ဖြစ်ပြီးတော့ကျွန်တော်ဝက်ဆမ်မှုချယ်လ်ဆီတို့ဘရိုက်တန်တို့မှာကျွန်တော်တို့ဒီပေါ့နော်ဒီ head of recruitment ပုံစံမျိုးနဲ့ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ဒုတိယပေါ့လေဆိုတော့ဒီတကြောင်မလို့ကျွန်တော်တို့ဒီလက်ရှိဒီခေါ်ယူမှုဟာဆိုလို့ရှိရင် United ရဲ့ကျွန်တော်တို့ဒီကစားသမားခေါ်ယူရေးတွေကိုအင်အားမြင့်တင်လိုက်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ Chelsea တို့ Brighton တို့ကိုကျွန်တော်တို့ ဒီပြောမယ်ဆိုလို့ရှိရင်ဒီ head of senior recruitment manager အလုပ်လုပ်ခဲ့ဘူးတယ်ဆိုတော့တိုင်းနာတစ်ခုကြီးကျွန်တော်တို့ကစားသမားခေါ်ယူရေးမှာမျှော်လင့်လို့ရတယ်လို့ပြောလို့ရတယ်အခုလက်ရှိအသင်းကြီးအတွက်လူခေါ်ယူမှုတွေလည်းပါမှာဖြစ်တယ်လို့ဒုငယ်အသင်းတို့ကဒီဘာလို့ကျွန်တော်တို့ဒီကစားသမားခေါ်ယူမှုတွေမှာလည်းဒီ ခိုင်မခေါ်လီဆိုတဲ့သူကကျွန်တော်ပါဝင်มาဖြစ်တယ်ဆိုတော့ဒီခိုင်မခေါ်လီဆိုတဲ့သူဟာဆိုလို့ရှိရင်ဒီ scouting နဲ့ပတ်သက်ပြီးတော့ကျွန်တော် report တွေကိုတော့အသိဉာဏ်ကျွန်တော်ဒီလက်ရှိဒီပေါ့နော်ကျွန်တော်ဒီ Christopher Vive ကိုကျွန်တော်ဒီ report လောက်ရမှာဖြစ်ပါတယ်ဆိုပြီးတော့ David Austin ကကျွန်တော်ပြောထားပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကစားသမားခေါ်ယူနေပတ်သက်ပြီးတော့နောက်ပိုင်းနေမှာဆိုလို့ရှိရင်တော့ကျွန်တော်လူငယ်တွေနဲ့ပတ်သက်ပြီးတော့လည်းအရင် active ဖြစ်တာကိုကျွန်တော်တွေ့ရတယ် market ထဲမှာအနည်းနဲ့ကျွန်တော် active ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီဒီ senior ကစားသမားတွေအနေနဲ့ဆိုလို့ရှိရင်လည်းနောက်ပိုင်းခေါ်ယူမှုတွေက တော်တော်လေးကျွန်တော်တို့ဒီကျေနပ်စရာဖြစ်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဒါပေမဲ့လည်းပဲအသေးကတော့လက်ရှိအနေထားမှာတော့ဒုက္ခရောက်နေတော့မှာပေါ့လေနောက်တဲ့သတင်းတစ်ပုဒ်ကတော့ကျွန်တော်ကက်စမေရိုနဲ့ပတ်သက်ပြီးတော့ပါဆိုတော့ကျွန်တော်ကက်စမေရိုနဲ့ပတ်သက်ပြီးတော့ကန်တော့ဒီကောနော Everton နဲ့ဘွဲကိုကျွန်တော်ဖယ်လိုက်မယ်ဆိုလို့ရှိရင်ရှေ့ကျွန်တော်ဘွဲဒီမှာဆိုလို့ရှိရင်ကက်စမေရိုကတော်တော်လေးကျွန်တော်ခြေစွမ်းကောင်းလာတာဖြစ်ပြီးတော့အဲ့မတိုင်ခင်ကျွန်တော်ဒီ Dutch Shop Report တွေအဲသတင်းတွေကျွန်တော်လုတ်ခဲ့တဲ့အထဲမှာဆိုလို့ရှိရင်ကက်စမေရိုရဲ့ဒီစာချုပ်တင်တဲ့ပတ်သက်ပြီးတော့ United ဘက်ကစကားပြောဆိုမှုတွေရှိရဲဆိုတဲ့အရာကိုကျွန်တော်ရှေ့မှာ report လုတ်ခဲ့ပြီးဖြစ်တယ်လက်ရှိကျွန်တော် Fabrizio Romano ရဲ့ update ပေါ့နော် update ကတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင် Manchester United ရဲ့ back က Casemiro နဲ့ရှေ့ဆက်သွားဖို့အတွက်တိတာထင်ရှားစွာကြောင့်ရှိနေပြီမဲ့အချိန်တွေချို့ကိုတော့ပြောင်းလဲခြင်းနေတယ်ပေါ့ဒါကတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ဒီ different salary structure လို့ကျွန်တော်ခေါ်ရဲဒီဘာလဲကျွန်တော်ဒီလစာပေးချေမှုပုံစံကိုကျွန်တော်ပြောင်းလဲခြင်းတယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်ဗျာလစာကိုကျွန်တော်တို့ short ပြီးတော့မှစာချုပ်အစ်စ်ကိုကျွန်တော်တို့တန်းလန်းခြင်းနေဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ် ဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော်တို့ဒီအဲဒီဘာလဲကက်စီအနေနဲ့အသင်းမှာသူဆက်ပြီးတော့ကျွန်တော်နေခြင်းနဲ့စာချုပ်အစ်စ်ကျွန်တော်လိုချင်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့တချို့ရနေတဲ့ကျွန်တော်လောက်ခလာတာကိုတိုင်းတာတခုဒီ short ပြီးတော့ကျွန်တော်ယူရမှာဖြစ်တယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့သူ့အနေနဲ့အဲဒီဘလာတန် short ယူတာမျိုးတွေသူလက်ခံတာလက်ခံမှာမဟုတ်ဘူးဆိုတော့အခြေအနေမျိုးဆိုလို့ရှိရင်ကသူ့အနေနဲ့ယာဒီကုံမှာကျွန်တော်တို့ဒီအလွတ်နဲ့အသင်းကနေကျွန်တော်ထွက်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ကျွန်တော်လက်ရှိခြေစွမ်းကောင်းနေတဲ့ အခြေအနေတွေကြောင့်မို့လို့တော့ကျွန်တော်လက်ရှိကျွန်တော်တို့ဒီတကယ်လို့ပေါ့နော်တကယ်လို့အသင်းကနေအလွတ်နဲ့ထွက်မယ်ဆိုလို့ရှိရင်လေသူ့ကိုလိုချင်တဲ့အသင်းတွေရောအများကြီးရှိရပေါ့အထူးသဖြင့်ကျွန်တော်တို့ဒီ Solid Club တွေဘက်ကဒီကစားသမားဖြစ်သူရဲ့အခြေစွမ်းကျွန်တော်တို့ဒီပေါ့နော်ကောင်းမွန်မှုအခြေအနေတွေကြောင့် Solid Club တွေရဲ့ဘက်ကတော်တော်လေးကျွန်တော်စိတ်ဝင်စားနေတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီ Casemiro နဲ့ဒီ Manchester United နဲ့ကြားထဲမှာဆိုလို့ရှိရင်เนาะ United ဘက်ကလည်းကျွန်တော်တို့ဒီကစားသမားဖြစ်သူကိုအသင်းမှာဆက်ပြီးတော့ထားခြင်းနဲ့စာချုပ်အစ်ပေးခြင်းနဲ့ဒါပေမဲ့လောက်ခလန်းဆောင်ကိုတော့လက်ရှိကျွန်တော်တို့ အဲကက်စမီရိုရနေတဲ့လောက်ခလာစာအတိုင်းကိုတော့ United ဘက်ကပေးချေလို့ချင်းတော့မရှိဘူးဆိုတော့ဟိုကက်စမီရိုအနေနဲ့တကယ်လို့အသင်းမှာဆက်နေခြင်းနဲ့ဆိုလို့ရှိရင်သူလောက်ခလာစာကိုကျွန်တော် short ပြီးတော့ zoom လိုက်ရမယ်တကယ်လို့မယူနိုင်ဘူးလောက်ခလာစာညှိနှိုင်းမှုကဘလို့မှကျွန်တော်အဆင်မပြေဘူးဆိုလို့ရှိရင်တော့သူအလွတ်နဲ့ကျွန်တော်ထွက်ရမယ်ဆိုတော့ဒီလိုကြောင့်မလို့ United နဲ့ကက်စမီရိုရဲ့ဂျာမာဒီကက်စမီရိုရဲ့စာချုပ်တဲ့ကိစ္စက အများကြီးကြုံညှိနှိုင်းဖို့လိုနေပါသေးတယ်တကယ်လို့ညှိနှိုင်းမှုအဆင်ပြေခဲ့တယ်ဆိုလို့ရှိရင်တော့အတင်းမှာအဲဒီဘောနော်ကက်စီကကျွန်တော်စာချုပ်အတင်းနဲ့အတူဆက်ပြီးတော့ကျွန်တော်ရှိမဲ့အခြေအနေမျိုးဖြစ်ပါတယ်โอเคကျွန်တော်ကက်စမဲရိုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်ဆိုတော့ကက်စမဲရိုကအခုလက်ရှိကျွန်တော်အတင်းမှာဆိုလို့ရှိရင်ဒီဘောနော်ကျွန်တော်ကွင်းလယ် defensive midfielder မှာကအပိုင်စားရနေတယ်အဲဒီဘောနောကျွန်တော်ကစားသမားတက်ရောက်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ Everland နဲ့ပွဲမှာဆိုလို့ရှိရင်သူပြခဲ့တဲ့ခြေစွမ်းကတကယ်ကိုကျွန်တော်တို့ အဲဒီဘောနကြောက်စရာကောင်းလောက်အောင်ကိုတော်တော်ကိုကျွန်တော်ဆိုးရွားခဲ့တယ်သူပြောင်းထဲလားဆိုတော့လည်းမဟုတ်ဘူးဗောနော်ကျွန်တော်တို့တသင်းလုံးတိုင်းနိုင်ယူကျွန်တော်ဖြစ်နေတာကပတိန်ဖြစ်တဲ့ Bruno Fernandes တောင်မှကျွန်တော်တကယ်စုပ်ပြတ်တတ်နေတဲ့ခြေစွမ်းမျိုးကျွန်တော်ပြသွားတာဆိုတော့ဒီတဲ့ကြောင့်မလို့ကျွန်တော်တို့ဒီကစားသမားတွေကယုံလို့မရဘူးဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့ပြီးသားဗောနော်ပြောခဲ့တယ်ဆိုတော့ကျွန်တော်အခုလက်ရှိဒီဆူနီယာမှာရှင်းပါတယ်ဂျော့ကက်စမေကိုကျွန်တော်စာချုပ်တကယ်ရောကျွန်တော်ဘေးတင်ရဲ့လာဗောနော် တကယ်ရောပေးသင့်ရလားကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲเนาะโอเคကျွန်တော်တို့ဒီကက်စမဲကိုစားကြုံမပေးဘူးဆိုလို့ရှင်တော့ပြဿနာမရှိဘူးโอเคကျွန်တော်တို့အလုံးနဲ့ကျွန်တော်အတင်းကနေထွက်သွားမယ်ပေါ့သူနေရာမှာကျွန်တော်အစားထိုးဖို့ကစားသမားတယောက်ခေါ်မယ်ပေါ့လူပုံစံမျိုးကျွန်တော်ဖြစ်လာမယ်โอเคအားသလို့ရှိရင်ဒီကက်စမဲနေရာမှာကျွန်တော်တို့တကယ်ကောင်းတဲ့တကယ်ကျွန်တော်တို့ဒီပေါ့နော်လုံးဝကျွန်တော်တို့တန်းတရာပေါ့ဗျာပေါင်တန်းတရာလောက် သုံးပြီးတော့ကျွန်တော်တကယ်ကောင်းတဲ့ကစားသမားတယောက်ကိုကျွန်တော်ခေါ်လိုက်မယ်ပေါ့နော်ကက်စမဲနေရာကိုကျွန်တော်တို့အားပြေးလိုက်မယ်ပေါ့အားပြေးလိုက်မယ်ဆိုလို့ရှိရင်ရောအခုလက်ရှိကျွန်တော်တို့အတင်း ဒီ Everton နဲ့ပွဲတုန်းကပုံစံမျိုးကိုကျွန်တော်တို့လုံးဝမမြင်ရတော့ပါဘူးလို့ Brother လို့အာမခံလားကျွန်တော်လည်းအာမမခံဘူးเนาะဆိုတော့ကျွန်တော်တို့ဒီအတင်းကကျွန်တော်ဒီလိုပုံစံမျိုးကျွန်တော်တို့ခြေစွမ်းနေဖြစ်ရဒီလိုပုံစံမျိုးရုပ်ပြက်ဆင်းပြက်ဖြစ်ရဒီကျွန်တော်ကစားသမားတစ်ယောက်တည်းကိုပြောလို့မရပါဘူးဒီကစားသမားတွေအားလုံးကိုကျွန်တော်လက်ညှိုးထိုးရမှာဖြစ်ပါတယ်ဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော်တို့ ကက်စမီရိုတယောက်တည်းကြောင်းလို့ကျွန်တော်ပြောလို့ရှိရင်တော့နည်းနည်းတော့ကျွန်တော်လွန်ရကြပါတယ်ဆိုတော့ဒီလက်ကြောင့်မလို့အခုလက်ရှိဒီကက်စမီရိုကိုကျွန်တော်စာချုပ်တက်ပေးခြင်းတဲ့ကိစ္စမှာတကယ်လို့အလွတ်နဲ့ကျွန်တော်လက်လို့ရမယ်ကစားသမားအစ်တရောက်လာမယ်ဆိုလို့ရှိရင်လည်းလက်ရှိဖြစ်နေတဲ့ပြဿနာတွေကပြေလည်မယ်လို့ကျွန်တော်တော့မထင်ဒီလိုပဲကျွန်တော်တကယ်လို့ထားပါတော့ကက်စမီရိုကိုကျွန်တော်စာချုပ်အစ်တကျွန်တော်ထပ်ပေးမယ်ဆိုပါလို့ထပ်ပေးမယ်ဆိုလို့ရှိရင်ကက်စမီရိုကဒီလိုပုံစံမျိုးမဖြစ်တော့ပါဘူးလို့အာမခံသလား မခံဘူးနော်ဒီလိုပုံစံမျိုးဆိုတော့ကျွန်တော်တို့ကစုပ်လဲစုစားလဲယူဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတာပေါ့ဆိုတော့လက်ရှိကျွန်တော်အသင်းမှာဒီဒီပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီလုံးဝမယုံကြည်ရတဲ့အခြေအနေမျိုးကဒီဖြစ်နေတဲ့အရာကဒါအခုမှမဟုတ်ဘူးကျွန်တော်တို့အဲဒီပေါ့နော်အချိန်တိုင်းတာတစ်ခုကြီးကျွန်တော်ကြာခဲ့ပြီဒါအခုမှဒီ Ruby Emerald လက်အောင်မှာလည်းဒီကစားသမားတွေဒီလှုပ်ချင်တာလှုပ်တယ်ဆိုတဲ့အရာကဒီဒီပွဲမှာကျွန်တော်တို့ဒီ Everland နဲ့ပွဲမှာကျွန်တော်မြင်ရတာမဟုတ်ဘူးရှေ့တွေမှာလည်းကျွန်တော်မြင်ထားပြီးသားဒီရာဒီမှာလည်းကျွန်တော်တို့ အဲဒီပါနှစ်ပွဲသုံးပွဲလောက်ကျော်ရှိတယ်เนาะနှစ်ပွဲသုံးပွဲလောက်ကျော်ရှိတယ်ဘန်လီနဲ့ပွဲရှိတယ် green speed down နဲ့ပွဲရှိတယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ဦးလက်ရှိကျွန်တော် everton နဲ့ပွဲရှိတယ် brentford နဲ့ပွဲရှိတယ်တကယ်ကျွန်တော် chaos ပေါ့เนาะဒုက္ခနိုင်ဒုက္ခနိုင်ခင်ကျင်နိုင်ဖြစ်ကြတယ်ဆိုပုံစံမျိုးကြောင့်အဲ့ဒါမျိုးတွေကျွန်တော်မြင်ရတာဒီရဒီမာနေကျွန်တော်တို့အဲ့ဒီပွဲစဉ်ကကျွန်တော်တို့ဒီ7ပွဲ7ပွဲလောက်ပဲကစားသေးတယ်၄ပွဲလောက်ကအဲ့လိုမျိုးတကယ်ကျွန်တော် chaos တွေကိုကစားပြဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ယာစီဆိုလဲဒီ Amrin လက်အောက်လဲဒီ Diamond အရစ်တန်ဟန်ကျွန်တော်တို့ထွက်ကန်နေပူရောင်ဆိုးသည်เนาะအိုက်ရှိရသည်အရစ်အရစ်တန်ဒုတိယရသည်တော်တော်ကိုကျွန်တော်တို့စုပ်တီးစုပ်ပြက်အဲ့လိုပုံစံမျိုးတွေကျွန်တော်မြင်သားပူပြီးသားဆိုတော့ဒီတဲ့ကြောင့်မလို့ဒီဟာကိုကျွန်တော်တို့ကအပြေရှာမယ်ဟေ့ဆိုလို့ရှိရင်ဒီဘောတော့ကစားသမားတွေကကျွန်တော်တို့လုံးဝမယုံကြည်ရဘူးဆိုတော့ကျွန်တော်တို့ကဘာလို့ယုံอ่ะကိုယ့်ရဲ့မှာဒီကောင်းနေကစားနေတာဒီကောင်းဒီကောင်းနေကိုကျွန်တော်မယုံအောင်ဆိုတော့ဘာလို့ယုံရမလဲကျွန်တော်အမြင်ကတော့ကျွန်တော်တို့ကဒီဘောတော့ဟိုပြောရမယ်ဆိုလို့ရှိရင်အသင်းသင်းကိုကျွန်တော်တို့အားပေးတဲ့အနေအထားမှာ ကစားသမားတွေကိုကျွန်တော်မယုံရဘူးဆိုလို့ရှိရင်ဘယ်သူ့ကိုကျွန်တော်ယုံတယ်လဲဘယ်သူမှမယုံဘူးဆိုလို့ရှိရင်တော့ဒါကကျွန်တော်ကလပ်အသင်းမဟုတ်တော့တော့လမ်းမေးမှာကျွန်တော်တို့ဒီကတော့ချင်းပြီးတော့ကန်နေတယ်ဘောလုံးတင်းတင်းဖြစ်သွားတယ်အဲ့လိုပုံစံမျိုးဖြစ်လို့မရအောင်ကျွန်တော်တို့မှ direction ဖြစ်ရှိဖို့လိုတယ်ဟောကိုကိုရီဘယ်ကိုသွားကျင်လဲဘာလုပ်ချင်လဲဆိုရဲဒီ clear message တခုနော်ဒီအသင်းတင်းတင်းမှာကရှိဖို့လို United လို့ကလပ်တင်းတင်းမှာကပူရောင်ကျော်ရှိတင်တယ်ဆိုတော့ဒီလိုကြောင့်ကျွန်တော်တို့ဘယ်သူ့ကိုယုံရမလဲကျွန်တော်အမြင်အရတော့နီးပြကိုယုံရမယ် တို့ဒီ Ruben Amorim ကိုကျွန်တော်တို့လုံးဝအမှန်ကန်ဒီဘောနော back လောက်ထားမယ် support လောက်ထားမယ်။ဘာလို့ဆိုတော့ဒီဒီနီးပြမှာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် idea တစ်ခုရှိတယ်။သူကသူအလုပ်ဖြစ်တာမဖြစ်တာတကယ်တော့ဘောနော်။သူ့မှာ idea တစ်ခုရှိတယ်။အဲ့ idea နဲ့ပတ်သက်ပြီးတော့သူကျွန်တော်တို့ account ထဲပေါ်ဖို့ဂျိုးပန်းနေတယ်။ဒီ idea ရှိတယ်။ဒီလိုပဲကျွန်တော်တို့ဒီအသင်းရဲ့ကျွန်တော်တို့ဒီ share shareholder ရင်ဆိုလို့ရှိရင်လည်းသူတို့အာဒီဘောနော်သူတို့လုံနိုင်တဲ့အပိုင်းကနေပြီးတော့ကျွန်တော်လူခေါ်ယူမှုတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲဒီမိနစ်မိနစ်တရားထက်ကျွန်တော်တို့ ဟိုအများကြီးကျွန်တော်တို့အားရရတယ်ကျွန်တော်ဒီဘာလို့လူခွေမှုတွေလုပ်ပေးနိုင်တယ်နော်ကိုညာတို့အမ်ဘူမိုတို့ဆိုတာဟာတကယ်တကယ်တမ်းဆိုတကယ်ကောင်းတဲ့ကစားသမားမျိုးတွေပေါ့နော်ကိုအတင်းမှလာကျွန်တော်တိုင်ပတ်နေရတကယ်တကယ်သူများတင်ရောက်သွားကြည့်ဘာမှဖလန်းဖလန်းတော့ကျွန်တော်ဖြစ်နေမဲ့အဲကစားသမားမျိုးတွေပေါ့နော်ဆိုတော့ဒီလိုကစားသမားမျိုးတွေကိုကျွန်တော်တို့ခေါ်ပြထားရဲ့ဒီမှာကျွန်တော်တကယ်လိုပါနေဆိုတော့ profile မျိုးတွေနဲ့ကျွန်တော်ကိုကြိုက်အောင်ခေါ်ပေးထားတာမျိုးတွေတွေ့တယ်ပြိတ္တအကြိုက်တွေခေါ်တာမျိုးတွေကျွန်တော်တို့ဒီဘာနော်ဟို star sign တွေလုံးဝကျွန်တော်မတွေ့ရတော့ဘူး တော်တော်လေးကျွန်တော်ကောင်းလာတယ်ပြီးတော့ကျွန်တော်ဒီ salary နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဒီအခုလက်ရှိ customer တွေကိုကျွန်တော်စာချုပ်ပေးတဲ့ကိစ္စဆိုလို့ရှိရင်လည်းဒီတိုင်းပဲဒီလစာရည်နဲ့ပတ်သက်ပြီးတော့တို့ထိန်းချုပ်ဖို့တွေကျွန်တော်ကြိုးပမ်းနေတယ်ဒါမျိုးတွေကျွန်တော်မြင်ရတယ်ဒါတွေကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တကယ်ကျွန်တော် positive လက္ခဏာလေးပေါ့နော်တကယ်အပေါင်းလက္ခဏာစောင်းတဲ့အရာလေးတွေပေါ့ဆိုတော့ဒီလိုကြောင့်မို့ကျွန်တော်တို့ကဒီပေါ့နော်နီးပြောက်ကျွန်တော်တို့ရှုံမိုက်ရပါဘူးဆိုတော့တသိန်းလုံးကျွန်တော်မရောအောင်ဆိုရင်တော့မဟုတ်တော့ဘူးဒါကျွန်တော် club အသင်းမဟုတ်တော့ဘူးသိရမှာဆိုတော့ဒီလိုကြောင့်မို့ကျွန်တော်ဒီပြောက်တော့ကျွန်တော်တို့တိုင်းတာတစ်ခုဒီကျွန်တော်ယုံထားမှတော့ရမယ် ဟန်တော့ဘာဆိုင်မဟုတ်ပေမဲ့လေကျွန်တော်တို့တရားမှာကျွန်တော်တို့အဲဒီ160 90လောက်ထိတော့နေပြအောင်ကျွန်တော်ယုံသားမှရမယ်နော်ဆိုတော့ဒီတဲ့เจ้าမှာကျွန်တော်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကြာတော့စဉ်းစားကြည့်ကျွန်တော်တို့ကဒီထားပါတော့အခုလက်ရှိ Manchester City ကကစားပုံအရင်ကောင်းနေဆိုပြီးတော့ City တသင်းလုံးကိုကျွန်တော်တို့မလာပြီးတော့ကိုယ်အသင်းရောက်နေကုန်ထွက် City တသင်းလုံးကကိုယ်အသင်းမှာကစားဆိုလို့ရှိရင်တော့မှအလုဖြစ်မယ်လို့ခင်ဗျားတို့ထင်လားမလွယ်ဘူး brother တို့သိလားမလွယ်ဘူးဘာလို့လဲဆိုတော့ပူလေး Manchester United ဆိုပြီး ဒီ environment တခုကိုလုံးဖို့ကကျွန်တော်တို့အဆသရရရကျွန်တော်မှားနေတာဆိုတော့ဒီကြောင့်မလို့လေဒီဘယ်တော့ club အသင်းတသင်းကိုကျွန်တော်တို့တုံးဝဒီဘယ်တော့ refresh reset ချပြဖို့ဆိုတာကတကယ်ကျွန်တော်မလွယ်တဲ့ကိစ္စအခုလက်ရှိလုံးနေတဲ့ဒီဘယ်တော့ကျွန်တော်ဒီပိုင်ရှင်နေပြီးလို့ရှိရင်ကျွန်တော်နီးပြလုံးနေတဲ့အရာကတုံးဝဖို့အောက်ကနေကျွန်တော်တို့ကပြန်ပြီးတော့တိဆောက်နေရတဲ့အခြေအနေမျိုးဆိုတော့ဒီကြောင့်မလို့ကျွန်တော်တို့ကဒီဘယ်တော့ထပ်ပြီးတော့ကျွန်တော်တို့နာကျင်အောင်မှာထပ်ပြီးတော့ကျွန်တော်တို့ပြင်သစ်တွေက ခံစားရအောင်ပါ။နီးပြောက်ကျွန်တော်အမှန်ကန် support လုပ်တယ်ဆိုတဲ့နေရာမှာလည်းတချို့ကကျွန်တော်ပြောပါဘောနော်။ဒီနီးပြောက်ဘယ်လောက်တောင်ကျွန်တော်ကောင်းနေလို့လဲ။ဟာပြစ်တယ်ညာပြစ်တယ်ပြောမှာပဲ။မှန်တာပဲသူတို့ပြောရတယ်မှန်တာ။ဘာလို့ဆိုတော့ဒီနီးပြောက်ကျွန်တော်အခုလက်ရှိအနေထားမှာကျွန်တော်တို့ပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်လည်းအဆင့်14ရည်နဲ့ကျွန်တော်ရာသီတိန်းနေအခုရာသီဆိုလို့ရှိရင်လည်းအဲဒီဘောနော်ကျွန်တော်အတိုင်းအတာတစ်ခုကြီးကျွန်တော်ဒုက္ခရောက်နေတယ်။ဒီလိုပုံစံမျိုးကြီးကျွန်တော်ရှိနေတာပဲဗော။ဒါဒုတိယရာသီဗောနော်။ပုံမှန်ကျွန်တော်ဒီ United မှာဒီလိုမျိုးကျွန်တော်အခြေအနေဆိုလို့ရှိရင်ဒါထုတ်နေပြီဗောနော်။ဆိုတော့ ်နီးပြကျွန်တော်တို့အမှန်တမ်းပြောလို့ရှိရင်နီးပြမမားတဲ့ဘွဲဆိုတာမရှိပါဘူးเนาะမားတယ်ပြီးခဲ့တဲ့ Everland နဲ့ဘွဲသူကျွန်တော်တို့အဲဒီလူထုပ်တဲ့ပုံစံတွေမှားတာတွေရှိတယ်ပြီးတော့ကျွန်တော်တို့အဲဒီနောက်ဆုံးကျွန်တော်တို့ဂိုးလုံနေတဲ့အချိန်မှာသူသွားနေစန်တပ်တီမှားတယ်ဒါမျိုးတွေကျွန်တော်ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီရှေ့ဘွဲတွေဘွဲတွေမှာဆိုလို့ရှိရင်လေတောက်လျှောက်သူသုံးဖြတ်ချက်အမားတွေ brand phone နဲ့ဘွဲမှာ highline ကိုကျွန်တော်တို့မကွိုင်းရနဲ့ဒီ central center ဘက်နဲ့ကစားတာမျိုးတွေဒါသူ့ရဲ့ကျွန်တော်တို့ဒီသုံးဖြတ်ချက်အမားတွေပဲသူကကျွန်တော်တို့မှားမနေလို့ကျွန်တော်ပြောလို့မရအောင်ဆိုတော့ ကျွန်တော်တို့ပြီးတော့ကျွန်တော်ပြောသလိုပဲကစားသမားတွေကိုကျွန်တော်မယုံဘောနော်ကစားသမားတွေကိုမယုံ။ Okay ကျွန်တော်နီးပြအောင်လည်းမယုံ။ပိုင်ရှင်တွေလည်းမယုံ။ကျွန်တော်ဘသူဘသူကိုယုံအောင်။ Okay ထားပါတော့ကျွန်တော်တို့ဒီ Ruby Emery မကောင်းဘူးအဆင်မပြေဘူးဆိုပြီးတော့ကျွန်တော်နီးပြဒီနီးပြကျွန်တော်ထုတ်လိုက်မယ်ပေါ့။နောက်ထပ်နီးပြအတစ်တရောက်ကျွန်တော်တို့တကယ်ကောင်းမှန် Great Great Coach ပေါ့နော်။နီးပြကျွန်တော်ရောက်လာတယ်ပေါ့။ Okay အဲ့နီးပြရောက်လာလို့ရှိရင်ဒီကစားသမားတွေနဲ့ဒီပုံစံကျွန်တော်တို့မဖြစ်ဘူးလို့အာမခံတာ။ဘသူအာမခံလဲ။ဘသူအာမခံပြီးတော့ကျွန်တော်ဟို ပြောနိုင်တယ်ဘယ်သူမှမပြောနိုင်ဒီလိုပုံစံကျွန်တော်တို့ဖြေအောင်ပါဖြေအောင်ပါဒါကျွန်တော်တို့မြင်မှုထားပြီးသားပဲဆိုတော့ကျွန်တော်တို့ဒီပြထုတ်တော့လဲဘာမှမထူးဘူးဆိုတော့နီးပြကိုအဲ့တော့ကျွန်တော်တို့ဆက်ထားမယ်โอเคဒီကစားသမားတွေကလည်းကျွန်တော်ဆက်ရှိမယ်ကက်စီတို့ကျွန်တော်စာချုပ်တွေချုပ်ကြမယ်မထားပါတော့เนาะကျွန်တော်လာသားရှော့ယူပြီးစာချုပ်တွေချုပ်တယ်ပဲဆိုပါတော့မကွိုင်းရတဲ့အဲဒိုနီလက်ကောင်းမှာဒီလိုမျိုးကြီးကျွန်တော်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့မယုံကြည်ရတဲ့ကစားသမားတွေကိုကျွန်တော်တို့ အဲဒီဘောနော်ဆက်ပြီးတော့ထားမယ်ဆိုလို့ရှိရင်နီးပြကလည်းကျွန်တော်ဆက်ပြီးတော့ရှိမယ်ဆိုလို့ရှိရင်အဲဒီနီးပြအနေနဲ့သူလောရမယ့်ဘိုင်းသူလောရမှာလေနော်ကျွန်တော်တို့နီးပြကိုကျွန်တော်ယုံကြည်ထားဖို့လိုတယ်ဆိုတော့နီးပြအနေနဲ့သူအလုံးမပြုတ်ဖို့အတွက်ကိုကျွန်တော်တို့ဒီဘောနော်သူမယုံကြည်ရတဲ့ကစားသမားတွေကိုတော့ပွင့်နေတဲ့မလာဘူးတော့ကျွန်တော်လိုတာပေါ့လေဆိုတော့ဒီတဲ့ကြောင့်လို့ကျွန်တော်တို့ဒီကစားသမားတွေကမယုံကြည်ရအောင်โอเคဒါဆိုလို့ရှိရင်နီးပြအနေနဲ့သူယုံကြည်ရတယ်သူအားကိုးရပါတယ်ဆိုတော့ကစားသမား၁၁ယောက်ကိုသူရအောင်ရှာပွေရမယ်โอเคဒီလက်ရှိ လူစင်းနဲ့မှသူယုံကြည်ရဲ့ကစားသမားတွေကျွန်တော်တို့ဒီပေါ့နော်ဒီအတိုင်းအတာတစ်ခုဒီရှိနေမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ तू ယုံကြည်ရတဲ့ကစားသမားတွေကိုပဲဆွဲထုတ်တာတထဲမှာကျွန်တော်တို့ကိုင်းတာလက်ငါးကြောင့်မဖြစ်လေပြဿနာမရှိဘူးကိုင်းတာโอเคဒါဒါဒါဆိုလို့ရှိရင်မယုံကြည်ရတဲ့ကစားသမားတွေကိုကျွန်တော်တို့ဖြည်းဖြည်းချင်းအသင်းကနေကျွန်တော်တို့ထုတ်ရောင်းအဲ့လိုပုံစံမျိုးကျွန်တော်တို့လုပ်ပြီးလို့ရှိရင်ဒီပေါ့နော်တကယ်ကျွန်တော်တို့ဒီ Amarin လိုချင်ပါလေဆိုတော့ Amarin ကိုကျွန်တော်တို့ commitment ပေးနိုင်တဲ့ကစားသမားမျိုးတွေကိုကျွန်တော်ခေါ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကစားသမားတွေကိုစူးစမ်းပေးမှသာ Amarin ကို ဒီပေါ်တော့ emory အတွက်ဆိုပြီးတော့ကျွန်တော်တို့နီးပြအတွက်အသင်းအတွက်အမှန်အကန်ကျော်ရေကုန်ရေကန်ကစားပေးမယ်ကစားသမားတွေကိုကျွန်တော်အသင်းမှာရလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါကကျွန်တော်တို့အချိန်တစ်နှစ်လည်းဖြစ်မယ်နှစ်နှစ်လည်းဖြစ်မယ်သုံးနှစ်လည်းဖြစ်မယ်အချိန်ကတော့အများကြီးကျွန်တော်ယူအောင်ပါဆိုတော့ဒီအခုလက်ရှိဒီလိုမျိုးတွေကျွန်တော်တို့ဖြစ်လာတာကိုကျွန်တော်တို့ကအမျက်ထုတ်ရမှာပေါ့နော် ကို့အသင်းမှာမယုံရတဲ့ကစားသမားကဘယ်သူလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့အခုလက်ရှိဒီ Everton နဲ့ပွဲတွေ Brentford နဲ့ပွဲတွေဒီဒီဒီပွဲတွေမှာဆိုကျွန်တော်တို့ မြင်ခဲ့ပြီးပြပါတယ်ပေါ့နော်ဆိုတော့ဒီလိုကြောင့်မို့ကို့အတင်းမှာတကယ်ဒီပေါ်တော့တကယ်မယုံကြည်ရတဲ့ကစားသမားတွေကဘသူလဲအဲ့ကစားသမားတွေတော့ရအောင်ရှာပြီးတော့ရအောင်ရောင်းရအောင်အတင်းကနေထုတ်နော်ကိုဒီနီးပြကိုကျွန်တော် commitment ပေးနိုင်မယ်အတင်းကိုကျွန်တော် commitment ပေးနိုင်မယ်ကစားသမားမျိုးတွေကိုရအောင်ခေါ်ပြီးတော့အတင်းကိုကျွန်တော်ပြန်ပြီးတော့ဖွဲ့စည်းအဲ့လိုပုံစံမျိုးနဲ့မှန်တာယူနေတဲ့ကတဖန်ပြန်ပြီးတော့ကျွန်တော်တို့ဒီဒီဘောလုံးကဘာမှာပြန်ပြီးတော့ဥမော်လာနိုင်မယ်ဆိုကျွန်တော်ကတော့ထင်တယ်ပေါ့လေဆိုတော့ ဒါတော့ကျွန်တော် Manchester United နဲ့ပတ်သက်တဲ့သတင်းကျွန်တော်ရဲ့အမြင်ပါဆိုတော့ Plaza တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြသလို့ရပါမယ်ကျေးဇူးအားပေးရည်ကိုများအောင်ကျေးဇူးများတင်ပါ Channel ကို Subscribe လုပ်ကြည့်ဆိုလို့ရှိရင် Subscribe လုပ်ပြီးထားကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်ပြီးတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ